ားလုံးမေမင်္ဂလာပါကျွန်တော်က native american လို့ပြောလိုက်တယ်ဆိုရင်အဲဘာလို့အရင်ဆုံးပြင်းပြင်းပြီးကြတလဲပေါ့ native american ဆိုရင်ဒါ red indian လို့ခေါ်တယ် american မှာနေတဲ့မူလဒေသခံတိုင်းရင်းသားတွေပေါ့ပြီးတဲ့ခါကျတော့ခေါင်းမှာငှက်မွေးစိုက်ထားတဲ့လူရိုင်းလူမျိုးဟာမျိုးတွေဒါမှမဟုတ်ဆိုရင်ဒီတေးတဲအိမ်နေနေတဲ့လူတွေဒါမှမဟုတ်ဘူးဆိုရင်ဒီ ိုင်းစင်လို့ခေါ်တဲ့ကျွဲတွေကိုလိုက်ဖမ်းနေတဲ့မုတ်ဆိုးတွေပေါ့ကျွန်တော်တို့တော်တော်များများ native american ပေါ့ american ဒေသခံတိုင်းရင်းသားတွေလို့ပြောလိုက်ရင်ဒါတွေကိုသွားပြီးတော့မှမြင်ကြပါတယ်တကယ်တော့အာဒါတွေကကျွန်တော်တို့ကိုရုပ်ရှင်ဒီဒါမှမဟုတ်သူဒီစာပေတွေကနေမှပြီးတည်ထားတဲ့အသည့်ပါတကယ်တော့ဒီအမေရိကန်နိုင်ငံရဲ့အလဲကောင်းဘောနောတောနဲ့ကြီးတွေမှာ အီဂျစ်နိုင်ငံကပိရမစ်တွေရဲ့အောက်ခြေဧရိယာထက်ပိုပြီးတော့မှကျယ်ဝန်းတဲ့ပိရမစ်ကြီးတွေအချိန်နှုန်းကရှိခဲ့တယ်လို့ပြောတယ်ဆိုရင်အဲတော်တော်များများကဒါဖြစ်နိုင်မှမလားဆိုပြီးတော့မှတွေးသွားကြပါလေဒါလည်းမကသေးပါဘူးဒီအမေရိကန်နိုင်ငံမှာအာတချိန်နှုန်းကဒီအင်္ဂလန်နိုင်ငံပေါ့သူတို့ခေတ်ပြိုင်ကာလမှာအင်္ဂလန်နိုင်ငံကလန်ဒန်မြို့ထက်တောင်မှလူကြီးများပြီးပိုစီကားတယ်ဒီဒေသခံအမေရိကန်တိုင်းရင်းသားတွေ တည်ထောင်ခဲ့တဲ့မျိုးအမေရိကန်မျိုးပေါ်မှာရှိခဲ့ဘူးပါတယ်။ဒါကပုံမြင်တော့မဟုတ်ပါဘူး။ဒါကတမိုင်းအစ်စ်အမှန်ပါ။အဲကျွန်တော်တို့ဒီ Native American ဒါမှမဟုတ် Red Indian လို့ပြောလိုက်ရင်အများစုထင်ကြတာကဒါသူတို့ကဒါရွှေပြောင်းသွားလာနေထိုင်နေလူစုလေးတွေပေါ့။ဒါသူတို့ရင်ကျမှုကအရင်ကြီးအစင်တန်းမမြင်ဘူးပေါ့။ဒါခေါင်းပေါ်မှာငှက်တောင်တွေစိုက်ထားတယ်။အဲတကယ်တော့အဲ့လိုမျိုးမဟုတ်ပါဘူး။သူတို့ ဒီအမေရိကတိုက်မှာပေါ့နော်ဒီမြောက်အမေရိကတိုက်မှာရှိခဲ့တဲ့ရှီယောင်မြို့တွေပေါ့ဒါပျောက်ွယ်သွားပြီဖြစ်တဲ့ရှီယောင်မြို့တွေအကြောင်းပြောမယ်ဆိုရင်ဒါရုပ်တံစီးတစ်ခု လိုက်ပုံမှာပြောလို့ရပါတယ်ဒီနေ့တော့ကျွန်တော်ကဒီအမေရိကတိုက်ရဲ့လေဝက်ချက်လေးဖြစ်ပေါ့ပြီးတဲ့ခါကျတော့ဒီပျောက်ဆုံးသွားတဲ့မြို့တော်ဖြစ်တဲ့ဒီ Native American ပေါ့ American ဒေသခံအတိုင်းအတာတွေရဲ့ပြီးထောင်ခဲ့တဲ့မြို့တော်တစ်ခုဖြစ်တဲ့ ကာဟိုကီယာဆိုတဲ့မြို့တော်အကြောင်းကိုကျွန်တော်ပြောပြပါပါဒါက Mrs. B မြေဝမ်းရှည်ခြင်းမှုထဲမှာပါဝင်ပါတယ်ဒါဆိုရင်ပထမဆုံးဒီမြို့တော်ကအဲဘယ်နေရာမှာရှိတာလဲပေါ့ပြီးတော့အချိန်ကာလရောဘယ်လောက်လောက်တုန်းကရှိခဲ့တာလဲဒီပုံထဲမှာကြည့်ကြည့်ပါဒီမျိုးဟောင်းကအခုလက်ရှိဆိုရင်တော့သူကဒါသူမြို့ထဲမှာကြောက်သွားပါပြီအခုလက်ရှိဆိုရင်တော့ဒါအမေရိကန်ပြည်ထောင်စုမစ္စူရီပြည်နယ်ပေါ့စိန်လူးဝစ်မြို့ရဲ့တပ်ဖက်ကမ်းမှာရှိပါတယ်အဲ့ဒီ မြို့ဟောင်းရဲ့ဘေးမှာဆိုရင်ခုစလူနေအိမ်နေရှိတယ်ပေါ့နော်ဒါ Google Map ကဆိုလဲတွားပြီးတော့မှကြည့်လို့ရပါတယ်ဒီနေရာကဒါ Mrs. B မြို့ဝန် data ရဲ့မြေကြီးလောအရန်ကောင်းတဲ့နေရာတစ်ခုပါဒီမြို့ထွန်းကားခဲ့တဲ့အချိန်ကာလကတော့ခရစ်နှစ်အဲ1050ကနေမှ1250ဝိညာဉ်ကာလပေါ့အဲ့ဒီအချိန်ကမြန်မာနိုင်ငံမှာဆိုရင်ပကံခစ်ပါဒါ Noel Tharu, Jan Sit Tharu ဒါတိုင်းပြည်ကိုမှထူထောင်နေတဲ့အချင်းတစ်ဆက်တစ်ဆက်တည်းခစ်ပြိုင်လို့တောင်မှပြောလို့ရပါတယ်ဒီမျိုးကြီးကောင်းစားခင်တော့ဟာအဲကောင်းစားနေတဲ့အချင်းတော့ပကံပြည်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ဒီမျိုးရဲ့ရွှေစားဘလောက်တောင်ကြီးတယ်လဲဆိုရင်အဲ့ဒီခစ်ပေါ့အဲ့ဒီခစ်တော့ကဥရောပတိုက်ရဲ့အကြီးဆုံးမျိုးဖြစ်တဲ့လန်ဒန်မျိုးရဲ့လူဦးရေကတပေါင်းခွဲလောက်ပဲရှိပါတယ်ဒါပေမဲ့ဒီကာဟူကီယာမျိုးကြီးမှာနေတဲ့လူဦးရေက2000ကနေ4000ထိနေတယ်ဆိုပြီးပညာရှင်တွေက ခံမှန်းထားတာပါအဲဒါကဒီအမေရိကတိုက်မှာတော့လူကြီးအထူးထက်ဆုံးမက်ထရိုပိုလစ်လို့ခေါ်တဲ့မြို့ကြီးပြားကြီးတစ်ခုပါဒါဆိုရင်ဒီလိုမြို့ကြီးပြားကြီးရှိတာကိုကြည့်လိုက်ရုံနဲ့ဒီဒေတာကန်အမေရိကန်မှာနေတဲ့ဒေတာကန် Red Indian လူမျိုးတွေကတော့လိုက်မိုးဆိုးတွေတတ်တတ်တော့မဟုတ်ပါဘူးသူတို့ကဒါတချိန်လုံးမှဆိုရင်ဒီပြောင်းမှုကိုအဓိကထားပြီးစိုက်ပျိုးတဲ့စနစ်ကြတဲ့စိုက်ပျိုးရေးသမားတွေပေါ့ပြီးတော့သူတို့ရဲ့ရင်ကျေးမှုကအခုလိုမျိုးမျိုးပြ အဆောက်အဦတွေကိုစနစ်တကျတည်ဆောက်နိုင်တယ်ဘိသူကပညာရှင်တွေပါပြီးတော့ဒီလိုတိုးတက်တဲ့ရည်ကြီးမှုကြီးတစ်ခုလုံးပေါ့နော်ဒီမျိုးဟောင်းနေမှာကပါဘူးတခြားမျိုးဟောင်းတွေလည်းရှိပါသေးတယ်ဒါကြီးတစ်ခုလုံးဒါ Mrs. B ရည်ကြီးမှုပေါ့နော်ဒါ Mrs. PN Culture လို့လို့ခေါ်ပါတယ်ဒီနေရာမှာထူးခြားတာတစ်ခုကဘာလဲဆိုရင်ဒီ Red Indian တွေကပေါ့နော်ဒါ Hunter Gatherer လို့ခေါ်တယ်အမဲလိုက်မှုဆိုပေါ့တူတူပူတွေစုဆောင်နေဘဝကနေမှာ ရွာတိတိလေးနေနေအဲ့ဒီကနေမှစပြီးအခုလိုမျိုးအာဗန်ပေါ့မြို့ကြီးပြကြီးမက်ထရိုပိုလစ်လို့ခေါ်တယ်မြို့ကြီးပြကြီးတော့တည်ထောင်နိုင်တယ်အဲ့ဒီကနေမှပြန်ပြီးတော့မှသူတို့လဲ့လေသွားလာတယ်ဘဝပေါ့ဟန်တာအာကေဒရာဘဝကိုပြန်ပြီးတော့မှရောက်သွားပါတယ်ဒါကဥယောပတိုက်သားတွေကျူးကျော်လာလို့လားဆိုတော့လေအဲ့လိုမဟုတ်ပါဘူးဒါတော်တော်ကိုမှကိုဒါထူဆန်းအံ့ဩပွဲကောင်းနေဒါ ချစ်ရပါသူတို့ဒါတိုးတက်ခဲ့တယ်ဗောဒီအမေရိကတိုင်းတစ်ခုကိုခြုံပြီးမှကြည့်မယ်ဆိုရင်မက်ဆိုအမေရိကလို့ခေါ်တဲ့နေရာပေါ့အဲ့ဒီနေရာမှာရှိ S Aztec လူမျိုးတွေဆိုရင်သူတို့ဒါ Empire တစ်ခုအနေနဲ့သူတို့ဖြစ်သွားပါတယ်ဒါတိုင်းပြည်ဖြစ်ပြီးတော့ Empire တစ်ခုအနေနဲ့ဖြစ်တယ်ပြီးတော့ခါကျအောက်ဘက်ကိုဆင်းကြည့်လိုက်မယ်ဆို Inca တို့ Muisca တို့နော်ဒီလူမျိုးတွေအဲဒီလူမျိုးတွေဆိုရင်လေဒါရင်ကျင်းမှုအဲ စင်တန်ပေါ့ civilization ကအရန်ကိုမြင့်တက်သွားပါတယ်ဒါပေမဲ့ဒီမြောက်အမေရိကတိုင်မှာနေတဲ့ဒီ red indian အုပ်စုတွေပေါ့နော်အုပ်စုတွေကတော့အဲ့လိုမျိုးမဟုတ်ခဲ့ပါဘူးသူတို့နောက်ကိုတမိုင်းညောင်းနောက်ပြန်လှည့်သွားပြီးဖြစ်ဖြစ်ရဖြစ်ခဲ့ပါတယ်ဒီဒါဆိုရင်ကျွန်တော်အခုပြောတဲ့ကာဟူကီယာဆိုရင်မြို့အကြောင်းဆက်ပြောကြအောင်ပါဒီမျိုးမှာအထင်ရှားဆုံးနဲ့အကြီးကျယ်ဆုံးအန်ဟောစရာအကောင်းဆုံးလက်ရာကတော့အခုကျွန်တော်ပုံထဲမှာပြထားပါတယ်ဒါမျိုးလေကောင်မှာ ဒါပေါ်တော့မိုးမျောတိုက်လို့ကိုရှိတယ်ပေါ့ဒါမတ်ဘောင်းလို့ခေါ်တယ်မြေကုန်းပြည့်တဲ့မြေကြီးပါဒီအဆောက်အုံကတာမန်မြေကုန်းတော့တော့မဟုတ်ဘူးပေါ့တော့သူကဒါပေတရာလောက်ကိုမြင့်နေလို့ပြောပါတယ်ပြီးတော့ခါကျတော့ပို့ပြီးအန်ဟောဆရာကောင်းတာသူ့အောက်ခြေပေါ့ဒီမြေကုန်းပြည့်တဲ့မြေကြီးအောက်ခြေက14အီကာထောင်မှခြေတယ်ဒါကအီဂျစ်နိုင်ငံကဂီတာဆိုတဲ့နာမည်ကျော်ပြည့်တဲ့မြေရဲ့အောက်ခြေအီဒီယာထောင်မှပို့ပြီးတော့မှ ကျင့်ဝန်းနေပေါ့ဒါဆိုကျွန်တော်တို့စဉ်းစားကြည့်အောင်ပါအဲ့ဒီခေတ်တုန်းကမြေတူးဆက်တွေလည်းမရှိဘူးပြီးတော့ကုန်တင်ကားတွေလည်းမရှိဘူးဒါပြင်မှာအဲ့ဒီမြောက်အမေရိကတိုက်မှာဝန်တင်တိရစ္ဆာန်ဖြစ်တဲ့မြင်းတို့နွားတို့လည်းမရှိဘူးပေါ့အဲပြီးတော့ကြောက်တုံးတွေတဲဖို့အတွက်ဘိန်းလည်းဤပညာမပေါ်သေးပါအဲ့ဒါဆိုရင်ဒီလောက်ကြီးမားတဲ့တောင်ကုန်းဖြစ်အောင်အဲမြေကြီးတွေကိုသူတို့ဒါဒီတောင်ကတဘာဝအတိုင်းဖြစ်နေအောင်ပေါ့ဒီမြေကြီးပိရမစ်ကြီးကဒါလူတွေစောက်ထားတာပေါ့ဟုတ်လူတွေစောက်ထားတာ ဒါဘူမအဲပညာရှင်တွေလေ့လာတဲ့အခါဘာသွားတွေ့လဲဆိုဒါလူရင်အားတက်တက်နဲ့လှုပ်ထားတာပါဒါလှုပ်သားထောင်ပေါင်းများစွာကပေါ့မြေကြီးတွေကိုဒီဝီလိုလို့ခေါ်တဲ့ဒီမိုးမခပင်ကရတဲ့အခောင်းတွေရက်ထားတဲ့တောင်းနေတယ်ဟုတ်ပြီးတော့ပခိုးမမထန်းဒါမြမလူဆိုရင်အဲတောင်းပေါင်းပေါ့တန်း20ကျော်လောက်ပေါ့တန်းတန်း20အလောက်လောက်ကိုမှတဲ့ပို့ပြီးနှစ်ပေါင်းများစွာကြာအောင်ဒါဘူမဒီမြေသားပိရမစ်ကြီး သူတို့စောက်ခဲ့တာပါဒီပိရမစ်မှာဆိုရင်သူအဆင့်၄ဆင့်ရှိပါတယ်ဒါအဆင့်၄ဆင့်အပေါ်ဆုံးကမျက်နှာပြင်ညီညာတဲ့မြေပြင်ပေါ့နော်ဒါ Google Map မှာသွားပြီးတော့မှဒါ 3D ပုံစံနဲ့သွားပြီးတော့မှကြည့်လို့ရပါတယ်အဲ့ဒီ take ဆုံးကြည်ပြန်းတဲ့ပုံမှာဆိုရင်သူဒါသူတို့ရဲ့ဒီအရှင်သခင်ပေါ့နော်အရှင်သခင်ဒီမျိုးရဲ့အရှင်သခင်ရှင်တကယ်သူက great sang လို့ခေါ်ပါတယ်ပေါ့ဒါကြီးမြတ်တဲ့နေမင်းပေါ့နော်သူ့ကိုအဲ့လိုမျိုး တုံ့နှုတ်ပြီးခေါ်ပါတယ်သူနေထိုင်တဲ့နန်းတော်နဲ့ဘာသာရေးအဆောက်အဦပေါ့ဒါနန်းတော်လိုတုံ့နှုတ်လိုက်ပဲတဲဆိုပေမဲ့အဲ့လိုမျိုးပို့ကြီးတဲ့အိမ်လိုမျိုးဟာမျိုးပါဒါပုံနေထဲမှာကြည်နိုင်ပါတယ်အဲ့ဒီတခုတည်းအဲ့သူနန်းတော်လိုခေါ်တဲ့တခုတည်းအလျားပေတရာကျော်အနက်90လောက်ရှိပါတယ်အဲ့ဒီခေါင်းဆောင်ကဒီပိရမစ်ကြီးပေါ်ကနေပေါ့ဒီမတ်မောင်းလိုခေါ်တဲ့ပိရမစ်ကြီးပေါ်ကနေသူ့ဒီမြို့မှာရှိတယ်ကာဟူကီးယားမှာရှိတယ် လူတွေကိုမှသူအပေါ်စီးဟန်နေကြည်ပြီးတော့မှသူအုတ်ချုပ်ခဲ့တယ်ဆိုသမိုင်းပညာရှင်တွေဒီပြောတဲ့အရာကျွန်တော်တို့ဒါသိရပါတယ်ဒါပေမဲ့နောက်ဆုံးဘုဒ္ဓတအနေနဲ့ကျွန်တော်ပြောပြချင်တာကတော့ဒီနေရာကို Native American လူမျိုးတွေဘလို့ခေါ်ခဲ့တယ်ဆိုတာမှတ်တမ်းမရှိပါဘူးဒါပေမဲ့အခုတော့သူ့ကိုမန်မောင်းလို့ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမျိုးပြက်ပြီးတော့နှစ်ပေါင်းများစွာနှစ်နှစ်ပေါင်းများစွာတော့ຢာစုຢာစုနှစ်ပေါင်းများစွာကြားတဲ့အခါ ဆက်ရှိရသူလောက်မှာအဲ့ဒီတောင်ကုန်းနားမှာနေတဲ့ဒါပြင်သစ်လူမျိုးခရိယန်ဘုံကြီးတွေပေါ့နော်ဒါတွေကိုအစွဲပြုတ်ပြီးတော့မှဒီ Mac Mount လို့သူကနေမှာခေါ်တာပါပြီးတဲ့အခါကျတော့ဒီကောင်ဟိုအဲဒီကာဟူကီယာမှာကြောက်မက်ဖွယ်ကောင်းနဲ့လှစ်ဝတ်ချက်တွေလည်းရှိနေပါတယ်သူတို့အဲဒါကမြို့ကြီးမှန်းသိရပေါ့ဒါမြေသားပိရမစ်ကြီးမှန်းလည်းသိတယ်အရင်ကမြို့ကြီးဖြစ်ခဲ့တာလည်းသိတဲ့အခါကျတော့ပညာရှင်တွေလိုက်ပြီးတော့မှရှာကြပါတယ် အဲ့ဒီမှာဘာကိုတွေ့ခဲ့တယ်လဲပေါ့နော်သူတို့တို့ဒါကြီးကျယ်ခံထားတဲ့အဆောက်အုံတွေလည်းရှိတယ်ပြီးတော့ခဲ့ဈေးရှိတဲ့အထောက်ထားတွေလည်းတွေ့တယ်ပေါ့ဒါသူမသိတဲ့လေဝက်ချက်ကိုဘယ်မှာသွားပြီးတွေ့လဲဆိုတော့1968ခုနှစ်မှာသူရှင်အောင်သူတည်တနာပညာရှင်တွေကအဲ့ဒီဒီကာဝကီယာမြို့ဟောင်းဧရိယာလို့အာအသတ်မှတ်ထားတဲ့နေရာတွေကဒီမြေကုန်းတစ်ခုပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ Mount 72ပေါ့နော်ဒါမြေကုန်းအမှတ် အကုံမှ82လို့ခေါ်ပါအဲ့ဒီကုံမှ82ကိုတူးတဲ့အခါမှာသူတို့ဘာကိုတွေ့လိုက်တယ်လဲဆိုရင် တွေ့တာကဒီခေါင်းဆောင်တယောက်ရေရုပ်အလောင်းပေါ့ပြီးတဲ့ခါကျသူ့ရဲ့ခန္ဓာကိုအောက်မှာဆိုပင်လေခယူးဝင်နဲ့လှုပ်ထားတယ်ပရီးစီပေါ့2000ကျော်တွေ့ပါတယ်ထူးခြားတာဒီပရီးစီတွေကိုဒီအတိုင်းခင်းထားတာမဟုတ်ဘဲနဲ့ပေါ့နော်ဖောကွန်လို့ခေါ်တဲ့တိမ်ငတ်ပုံစံဖြစ်အောင်ခင်းခင်းထားပေါ့နော်ဒီပရီးစီတွေကိုပြန်ချဲနေအောင်ထားအောင်ပေါ့ဒီကျွန်တော်တို့ဒီမြန်မာဘက်မှာဆိုရင်လေဒါ ရှိတုံကရုပ်လောင်းနေကိုပြန်ပြီးတော့မှအတင်းញိုင်းရာတွေကိုထူးဖော်တယ်ဆိုရင်လူပရိစေတွေထည့်ထားတွေ့ပါတယ်ဒါပေမဲ့ဒီ Native American တွေရဲ့ဒီ Cahokia နေရာကိုထူးဖော်လိုက်တဲ့အခါကျတော့ပရိစေတွေ့ရဲ့အရေအတွက်က2000ပြောဒါပေမဲ့အဲ့ဒီပရိစေကိုခင်းထားတဲ့ပုံပေါ့နော်ဒီအဲကြိုတဲ့နေရာမှာထားထားတဲ့ခင်းထားတဲ့ပုံကပါလေတိတ်ငတ်ပုံစံဖြစ်တာသူတမိုင်းပညာရှင်တွေကပါဆိုဒီကောင်းဆောင်ကိုငှက်လူသားလို့နာမည်ပေးခဲ့တယ်ပေါ့ဒါဆိုငှက်လူသားကိုးကွယ်မှုရှိတာလားပေါ့ ငှက်တူသားကိုးကွယ်မှုဆိုတာကဒီ Hawaii တို့ပြီးတော့ Oceania ဒေသတွေမှာလည်းသူကငှက်လူသားကိုးကွယ်မှုတွေရှိပါတယ် Easter Jones တို့ဘာလို့မှဆိုဒါဆိုရင်ဘလို့ဆက်ဆက်တာလဲပေါ့ဒီနေရာမှာတမိုင်းနဲ့ပတ်သက်တဲ့ဗဟီတီတခုပေါ်လာပါပြီဒါပေမဲ့ဒီထက်ပိုပြီးတော့အဖြစ်ဆိုးဟာထပ်ပြီးပေါ်လာပါတယ်ဘာလဲဆိုသူ့ရဲ့ဘေးနားလေးမှာဒီငှက်လူသားခေါင်းဆောင်ပေါ့နော်လိုက်ပြီးတော့ရှာကြည့်ကြဘာတွေ့ရလဲဆိုတော့35နှစ်ကနေ25နှစ်ကြာဒီမိမ့်မပြိုလေးတွေအယိုးစုတွေကိုတွေ့တယ် အနည်းဟုတ်တွေ့တာလေတယောက်နဲ့ရဘူးမဟုတ်ပါဘူးစုစုပေါင်း53ယောက်တိတိအယိုးစုတွေကိုသူကအလောင်းစင်ပေါ်မှာစီစီကြီးတင်ထားတဲ့အနေထားနဲ့တွေ့တာပေါ့ဒါသူတေတနာပြုချက်တွေရတော့ဒီမင်းကလေးတွေကတဘာဝအတိုင်းတေးတာမဟုတ်ဘူးယောဂါကြောင့်တေးတာလည်းမဟုတ်ဘူးဒီမျိုးနွယ်စုခေါင်းဆောင် သုံးသွားတဲ့အခါမှာနောက်ကနေသူ့ကိုလိုက်ပြီးတော့မှပြုစုဖို့အတွက်ပေါ့နော် retainer sacrifice လို့ခေါ်တဲ့ဒီပေါ်တော့သူနဲ့ပတ်သက်တဲ့အမျိုးသမီးတွေကိုရစ်ပူဆိုသူနဲ့တခါလေး သူ့ကိုယ်လုံသွားခါမှာတခါလေးလိုက်သွားအောင်လှုပ်ပေးလိုက်တာပေါ့အဲ့ဒီလူမျိုးပုံစံအဲ့ဒီလူမျိုးဒီလူမျိုးဒလိထုံနှန်းကိုတွေ့ရဒီလူမျိုးဒလိထုံနှန်းတရုတ်မှာလည်းတွေ့ရပါတယ်တရုတ်မှာပေါ့နော်အထူးသဖြင့်မန်ချူလူမျိုးတွေမှာဆိုရင်သူဒါမျိုးတွေ့ရတယ်ပေါ့နော်ခေါင်းဆောင်သူ့လူမျိုးစုခေါင်းဆောင်တေးတာနဲ့သူ့ရဲ့မျိုးသမီးတွေကိုပါတခါလေးထည့်ပေးလိုက်တာဒလူဟာမျိုးပေါ့ပြီးတော့တခြားကမ္ဘာနေရာတွေမှာလည်းဒလူဟာမျိုးတွေတွေ့ရပါတယ်ဒါတချို့ဆိုရင်ဒါ စိတ်တိုက်ထားတယ်ပေါ့ဒီမင်းကလေးတချို့တွေကလဲပင်းညှစ်ထားတယ်ပေါ့လိုလက္ခဏာတွေတွေ့ရတယ်ပေါ့ဒါတွေမကသေးဘူး तू အဲ့မောင်72ကိုမက်82မှာဒီနာမှာလိုက်ရှာတဲ့ခါကျသူတို့နောက်ထပ်ဂျင်းတစ်ခုတွေ့ရပါတယ်အဲ့မှာဆိုရင်အမျိုးသား၄ယောက်ရေရှုပ်အလောင်းပေါ့ပိုပြီးထိတ်လန့်စရာကောင်းတာဒီအမျိုးသား၄ယောက်ရေခေါင်းတွေလက်တွေမရှိဘူးပေါ့နော်ဒီမှာဆိုရင် အဲ့လိုမျိုးပေါ့ဒီမှာဒီမှာပါမလာဘူးပေါ့ဒါကဒီရှေခင် Mrs B မြေဝမ်းရင်ကျေးမှုမှာအလွန်ချမ်းနဲ့ရာဇဝိတန်ပေးမှုမျိုးဒါမှမဟုတ်ဆိုနတ်ဘုရားတွေကိုဒီပူဇော်ပတာတဲ့အခမ်းအနားဖြစ်မယ်ဆိုပြီးတော့မှသူတို့ယူဆကြပါတယ်ဒါချုပ်ပြီးကြီးလိုက်တယ်ဆိုရင်တော့ဒီမောင်72ဘောနော်မြေကုန်းမှတ်82တခုထဲမှာလေရစ်ပူဇော်ခံရတဲ့လူပေါင်းက920ကျော်ရှိပါတယ်ဒီအယူစုတွေဒါတွေကြီးတယ်ခြင်းအဖြစ်ဒီကာဟိုကီယာ မြို့ကငင်းငင်းနဲ့လေတမားတွေနေတဲ့နေရာတခုတော့မဟုတ်ဘူးပေါ့ခေါင်းဆောင်ကလှုပ်ချင်တာအကုန်လုံးလှုပ်လို့ရတယ်လူဖွဲ့စည်းနေတခုဖြစ်နေရပေါ့နော်ဒါအပြင်မှာကျွန်တော်ထပ်ပြီးတော့မှလေ့လာကြည့်ရခါကျတော့ရှေ့မှာပြောခဲ့တဲ့တောင်ကြီးပေါ့ဒီခေါင်းဆောင်နေခဲ့တဲ့ပိရမစ်ကြီးပေါ့နော်အဲ့ခေါင်းဆောင်နေခဲ့တဲ့ပိရမစ်မန်မောင်းမှာဆိုရင် तू ကပွဲတွေလှုပ်ကြတယ်လို့ပြောပါတယ်ပွဲတွေလှုပ်ပြီးတော့တဲ့အဲ့လိုမျိုးရှုံးနဲ့ ုပ်စုရဲ့ခေါင်းဆောင်ကိုသူတို့ရစ်ပူစော်ပြစ်လိုက်တယ်လို့ပြောပါတယ်ဒီပွဲကိုရှုံနာနေပေါ့အဲ့လိုမျိုးဒါကြမ်းတမ်းနဲ့လူအဖွဲ့စည်းလူတော်မှာဒါပြောလို့ရပါတယ်ရင်ကျေးဒီလိုမျိုးကြီးပြိုင်ပြီးတော့စောင့်နိုင်တယ်ဒါပေမဲ့သူတို့ရဲ့ရင်ကျေးမှုကမရင်ကျေးတဲ့ဟာမျိုးပေါ့နော်လူမျိုးလူတွေကိုဒီလိုလုပ်တယ်ဆိုတော့ဒါသူတို့ယုံကြည်မှုရာဒါလူမျိုးစုခေါင်းဆောင်တွေစုံသွားတဲ့အခါမှာတမလွန်မှာလဲမင်းလို့အုပ်ချုပ်နိုင်မှုအတွက်လူသားတွေကိုပါတခါလေကျန်တဲ့လူတွေပါ ထည့်ပြီးခဲလိုက်တာပေါ့နော်ဒီလိုမျိုးရည်တည်မှုရှိတဲ့ကာဟူကီယာကကြောက်သွားပါတယ်အခုဒါကိုလံဘတ်တို့ရောက်တဲ့အချိန်မှာအမေရိကအောင်ရောက်တဲ့အချိန်မှာဘာတွေ့ရလဲဆိုဒီအမေရိကန်မှာရှိတဲ့ဒီ Red Indian တွေကမြူကြီးပြိုင်နေနေရမှာပေါ့နဲ့အုပ်စုလိုက်လေးခုနပြောင်းဒီနာပြောင်းရွာပေါက်စာလေးတွေနေနေတဲ့အမျိုးပဲဖြစ်နေပါတယ်သူတို့မလာခင်ကတည်းကဒီအမေရိကမှာရှိတဲ့အဲ မြို့တွေပေါ့နော်ဒါတွေကပြက်ပြီးသွားပါတယ်ဒီကာဟူကီယာဆိုရင်လေဒါလူပေါင်းတောင်းချီနေခဲ့တယ်ဆိုရင်ပဲပျောက်ဆုံးသွားပါတယ်ဒီမှတ်တမ်းတွေကတော့1250ပြည့်နှစ်နောက်ပိုင်းလောက်ကနေစပြီးဒီမြို့ကတဖြည်းဖြည်းနဲ့လူနေကျဲပါလာတယ်ပေါ့လူတွေစွန့်ခွာသွားတယ်လို့ပြောပါတယ်ဒါခရစ်တက္ကရီ1400ကိုရောက်တဲ့အခါမှာတော့ဒီနေရာလုံးဝလူသူကင်းမဲ့ပြီးတိတ်ဆိတ်သွားပြီပေါ့ဒါပြီးတော့ခရစ်စတိုဖာကိုလံဘတ်အမေရိကတိုက်ကိုမရောက်ခင်နှစ်တရာလောက်လူကလေးကဒီမျိုးရှိတာနဲ့ပတ်သက်ပြီးတော့မှာ နေတဲ့မီဒီကန်နေတာမှာတိတ်ပြီးတော့မှမတိတော့ဘူးမှတ်တမ်းတွေလည်းတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်ဘာကြောင့်လို့ဒီမျိုးကဒီလိုမျိုးလူတွေစွန့်ခွာပြီးတော့ပျောက်ကွယ်သွားတာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့တိတိကျကျတော့မသိပါဘူးဒါပေမဲ့ခေတ္တပညာရှင်တွေကအဓိကအကြောင်းရင်းသုံးချက်ဖြစ်နိုင်တယ်ဆိုပြောတယ်ပေါ့နော်ဒါပါလေလဲကြည့်ကြည့်အောင်ပါပထမတစ်ချက်ကတော့ဒါ ecological threat ပေါ့နော်တဘာဝပတ်ဝန်းကျင်ဆိုင်ရာကြော်ဝင်မိတယ်ဒါဟိပါလာပြန်တော့ဒီလိုပါ သူတို့ဘာဖြစ်လာဆိုရှင်းလင်းပြောရမယ်ဆိုတော့သူတို့ပတ်ဝန်းကျင်မှာမြို့ရဲ့ပတ်ဝန်းကျင်မှာရှိရအရင်မြစ်တွေကိုသူတို့အရန်တုံးပစ်တာပါဒီမြို့ကြီးကိုကာကွယ်ဖို့အတွက်ဆိုသူတို့ဘာလုပ်တယ်လဲဆိုရင်ပယ်လစ်စစ်လို့ခေါ်တဲ့တစ်သားတတိုင်းနေပေါ့နော်အဲ့အားတွေကိုစောက်တယ်တစ်သားတတိုင်းနေစောက်ဖို့အတွက်တစ်ပင်တွေကိုလုံကျုံခုတ်တယ်အဲ့မှာပဲတခြားရှိအောင်မြို့တွေပြတ်တယ်ထုံးစံအတိုင်းမှာပဲသူကဒါတစ်တော့ပြုံးနေရေကြီးတယ်မြေကြီးလာပြတ်တယ်စိုက်လို့မရတော့ တို့အဓိကစိုက်တာပြောင်းမှုပေါ့ပြောင်းမှုစိုက်တဲ့ခါကျတော့ရေလိုတယ်အဲ့မှာစိုက်ပြီးလုံးလို့မရတော့အကြာဒီမြို့ကလူတွေစုနေပေမဲ့အစားအစာမရှိတော့အဲ့တော့တို့အစားအစာမရှိတဲ့ခါကျတော့အရင်တုန်းကလူမျိုးပဲအသာရှိတဲ့နေရာကိုလိုက်ပြီးတော့မှပြောင်းလို့ရရဲပေါ့နော် semi nomadic ဆိုတဲ့ပုံစံပေါ့နော်အစာနောက်ကိုလိုက်ပြောင်းတာပေါ့အဲ့လိုအဲ့လိုမျိုးလုပ်ပါတယ်သူတို့ဒီမှာပေါ့ဒီ red indian တွေရွှေ့ပြောင်းနေထိုင်တဲ့ပုံစံကသူတို့ကဘာလဲဆိုသူတို့ရဲ့ အစားအသောက်ဖြစ်တယ်ပေါ့နော်ဒီသူတို့အရှိမပြောခဲ့ပါလေဒီကျွဲအုပ်ကြီးတွေရှိပါလေဒီဘိုင်ဆန်လို့ခေါ်တဲ့ကျွဲအုပ်ကြီးတွေပြောင်းနေနောက်ကိုသူတို့လိုက်ပြောင်းတာပေါ့ကျွဲအုပ်ကြီးဒီဘက်သွားရင်သူတို့လိုက်သွားပြီးတော့ကျွဲအုပ်ကြီးတွေအမဲလိုက်ပြီးတော့မှစားအဲ့လိုပုံတန်မျိုးနဲ့အရင်ကတည်းကနေခဲ့တာပေါ့နော်အဲ့ကြတော့သူတို့ကသူတို့ကစိုက်လူပြူလူကောင်းတဲ့နေရာကိုသွားတာမဟုတ်ဘူးအဲ့ဒီတိရစ္ဆာန်အုပ်တွေနောက်ကိုလိုက်တယ်လို့ပုံစံမျိုးသူတို့ပြန်ရောက်သွားဒုတိယတစ်ခုကတော့ကျမကြီးပြက်တနာလို့ပြောပါတယ်လူကြီးတောင်းချီပြီးတော့စုပြုံနေတယ်ဆိုပေမဲ့ မိန်လာစနစ် မကောင်းတာကြောင့်မို့လို့ကုသရောဂါတွေဖြစ်ပြီးလူတွေအများပြားကွယ်လွန်းကုန်တယ်ဘောနော်နောက်ဆုံးချက်ကတော့ရာသီဥတုဖောက်ပြန်တာပဲအဲ့ဒီကာလတုန်းကအဲ့ဒီကာလတုန်းစတိယာစုစနစ်အားစုလို့တော့ကဘာမှာဘောနော်အရင်အေးခဲလာတဲ့သူကအရင်တော့မဟုတ်ပါဘူးအေးခဲလာတဲ့ little eye is လို့ခေါ်တဲ့ရာသီဥတုအဲရေခဲခဲအသေးသားတွေကိုရောက်လာတယ်ပေါ့သူတို့အေးလာပြီးတော့မှလည်းသူမူးခေါင်ရေရှာဖြစ်တယ်လို့ပြောပါတယ် ါကြတော့ဒီမှာဆိုရင်ဒီရာတီဥတုကြောင့်လူတွေငတ်ဘေးဆိုင်ပြီးတော့မြို့ထဲမှာရှိတဲ့ဟာတွေလည်းလူတွေလည်းအချင်းချင်းလူကြရဲကြဖြစ်ပြီးတော့လူတွေစွန့်ခွာသွားတယ်ပေါ့ဒါခေတ်သစ်ပညာရှင်တွေပြောတဲ့အကြောင်းရဲ့တရား၃ချက်ပါကာဟူကီယာပြတ်သုံးသွားခြင်းပျောက်ကွယ်ရခြင်းအကြောင်းရဲ့အကြောင်းတရား၃ချက်ပေါ့နော်ပထမတစ်ခုကသဘာဝပတ်ဝန်းကျင်အကြောင်းဒုတိယကကျမ်းမာရေးပြဿနာပေါ့နော်တတိယကလည်းသဘာဝပတ်ဝန်းကျင်အကြောင်းပါပဲ တတိယတစ်ခုကတော့ little ice ကတော့လူတွေလောက်တာမဟုတ်ဘူးပေါ့ဟိုရှေ့ကတစ်တော့ပြုံးတာတော့ဒါလူတွေလောက်တာပေါ့နော်လူလုံးလူဖြစ်တာနေလူနဲ့မဆိုင်တဲ့သဘာဝပတ်ဝန်းကျင်ကိစ္စပါဒီမှာဆိုရင်ဒါဘလူပဲဖြစ်ဖြစ်ဒီပေါ့ကျွန်တော်အခုပြောခဲ့တယ်ဒီကာဟိုကီယာမြို့ဟောင်းကတော့ဒီဒေတာကန်တိုင်းရင်းအမေရိကန် လူမျိုးတွေကအဲဒီမျိုးဟာဘာလို့ပြန်လဲဒီ red indian တွေကကျွန်တော်တို့ထင်ထားတဲ့လူမျိုးလူမျိုးရိုးရှင်းတဲ့လူတွေတော့မဟုတ်ဘူးပေါ့သူတို့မှလည်း ြီးကျယ်ခံထားတဲ့မျိုးပြရင်ကျေးမှုတစ်ချိန်လုံးကသူဖြစ်ခဲ့ပါတယ်။ချိန်လုံးကဖြစ်ခဲ့တယ်ပေါ့။ညာတော့ပြည်ရုတ်တရက်တွေးကြည့်လေဆိုရင်ဒါဥရောပတိုက်သားတွေရောက်လာလို့သူတို့မျိုးပြရင်ကျေးမှုတွေပြတ်သွားတာလားဆိုတော့လေအဲ့လိုဟိုမဟုတ်ပါဘူး။ကျွန်တော်စောစောကပြောခဲ့သလိုပါပဲ။ခရစ္စတိုဖာကိုလံဘတ်တို့ဥရောပတိုက်သားတွေကအဲ AD 1492ခုနှစ်လောက်သူတို့ရောက်ပါတယ်။အဲ့ဒီမတိုင်ခင် AD 1300လောက်ကတည်းက ဒီမြောက်အမေရိကတိုင်းမှာရှိခဲ့တဲ့မြို့ကြီးပြကြီးတွေရောဒီ Mississippi ရင်ကျေးမှုအဲရင်ကျေးမှုတွေမှာရှိတဲ့တခြားမြို့တွေရောဥပမာအဖြစ်ဆိုကျွန်တော်ခုနပြောသွားတဲ့ကာဟိုကီယာပြီးတော့အန်နာစာစီဆိုတဲ့မြို့လည်းရှိပါသေးတယ်။အဲ့ဒါတွေအကုန်လုံးကပျက်စီးကုန်ပါပြီ။ဒါဥရောပတိုက်သားတွေရဲ့လက်ချက်မှပါပဲနဲ့သူတို့ကဒီမြို့ကြီးပြကြီးတွေကိုစွန့်ခွာပြီးတော့သူတို့ hunter gatherer လို့ခေါ်တဲ့အုပ်စုပေါ့စိုက်ပျိုးရေးကိုလုပ်တာမဟုတ်ပါဘူး။မဲလိုက်တဲ့တိဥတ္တဖူတွေလိုက်စုဆောင်နေ အဝါကိုသူတို့ပြန်ပြီးတော့ရှောက်သွားတယ်ပေါ့ဒါနဲ့ပတ်သက်လို့လည်းအကြောင်းရင်းသုံးခုပြောပါတယ်ပထမတစ်ခုကတော့ကျွန်တော်ခုနကပြောခဲ့သလိုပေါ့ဒါတစ်တော်တွေပြုံတီးတာတို့ဒုတိယတစ်ခုကဒီဂျာတိဥတုပြောင်းလဲတာပေါ့ဂျာတိဥတုပြောင်းလဲရေခဲခစ်ပြင်းကိုတချို့နေရာတွေမှာမိုးပါခေါင်သေးတယ်လို့ပြောပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့မြို့ပေါ့ဒီအန်နာဆာစီဆိုတဲ့မြို့ဒီမြို့အခြေအောင်လည်းကျွန်တော်နောက်ဒီရကြရင်ပြောပါမယ်အန်နာဆာစီတို့အတော်လေးကိုမှထူးဆန်းလာတယ်ဒီအန်နာဆာစီသူတို့မြို့နေရာရှိတဲ့နေရာမှာဆို အနည်း90ဇက်တိုက်ဘူးခေါင်ရှီရှားဖြစ်မယ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ကဒီအာဗန် lifestyle lifestyle ပေါ့နော်မြို့ကြီးပြိုင်နေနေတဲ့ဘဝကနေအရင်ကလေပဲအုပ်စုတိုက်လေးနဲ့ခွဲထွက်ပြီးတော့အစာကိုကြာကြတယ်ပေါ့နော်အစာချမ်းမြို့နဲ့မြို့ကြီးပြိုင်နေနေတဲ့ခါကျတော့အစာတွေရှာလို့ရတယ်ပေါ့နော်ဘေးမှာလိမ့်ဆန်အုပ်စုတို့ဒီတဘာလျောက်ပေါက်နေတဲ့တပင်းတွေရှိတယ်ဆိုနေမှာဒီလူကြီးရံများတဲ့ခါကျတော့လူကြီးအများအများကြီးကိုထောက်ပံ့နိုင်တဲ့အရင်းမြစ်မရှိပါဘူး ပြောင်းလို့သူတို့အဖွဲသေးသေးလေးနဲ့ဖွဲ့ပြီးတော့မှအဖွဲသေးသေးလေးခွဲပြီးဖွက်သွားကြတာပေါ့နော်နောက်ချက်ကဘာလဲဆိုရင်သူတို့ဒီဒီမျိုးပြရင်ချင်းမှုဖြစ်ပြီးတော့မှပြန်ပြက်သွားခြင်းအကြီးကအကြောင်းရဲ့ဒါတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်သူရဲ့ခေါင်းဆောင်ကြီးအပေါ်မှာယုံကြည်မှုမရှိဘူးခေါင်းဆောင်ကြီးဥပမာအဖြစ်ဆိုရင်ဒီကာဝကီးယားဆိုတဲ့မြို့မှာဒီခေါင်းဆောင်ကျွန်တော်ခုနပြောလို့ The Great Sam ဆိုတဲ့ခေါင်းဆောင်ရှိတယ်ပေါ့အဲ့ဒီခေါင်းဆောင်က तू ਆ ဘာပြောလဲ तू ကနတ်ဖျားနေနဲ့ဆက်သွင်းနိုင်နေပေါ့ဒါကြောင့် तू ပိရမစ်ကြီးစားအမြင်ကြီးအပေါ်ကြီးမှာတက်နေတာပါပြီးတော့သူတို့အခွန်ဆန်ရာသူတို့ကောင်းအောင်ကောင်းလာမယ်ဆိုပြီးပြောတယ်ပေါ့ပြီးတော့ तू ကွယ်လွန်တာနဲ့နောက်ကလူတွေပါလိုက်ထည့်ပေးရတာလို့အဲ့လိုမျိုး तू ခိုင်းတာလောက်ရတယ်ပါတယ်အဲ့လိုမျိုးအကုန်လိုက်လိုက်ပြီးတော့လောက်ဩစာရန်ကြီးမာတဲ့ခေါင်းဆောင်ပေါ့ဒါပေမဲ့ခေါင်းဆောင်တွေအဲ့ဒီလူမျိုးစုခေါင်းဆောင်တွေကဩစာကြီးတယ်ဆိုပေမဲ့လို့သူတို့ဟို ူတို့ကအဲ့လိုနှစ်ဖျားတွေနဲ့ဆက်သွင်းနိုင်တယ်ဘာညာပြောတယ်ဆိုရင်မဲ့လို့တကယ်တမ်းဒီမိုးတွေခေါင်းလာတယ်ရတယ်လူတွေငတ်လာတဲ့အခါမှာဆိုရင်ကဲမပေးနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့သူတို့ဒီလိုမျိုးခေါင်းဆောင်တွေပေါ်မှာလည်းအယူအဆမရှိဘူးယူဆမရှိရကြောင့်မလို့ဒီ tribal like လို့ခေါ်တဲ့ပေါ့နော် urban lifestyle ပေါ့မျိုးကြီးပြကြီးအဖွဲ့အစည်းနဲ့နေတဲ့နေတဲ့ စနစ်ကနေမှလွတ်လပ်တဲ့မျိုးနွယ်စုဘဝကိုပြန်သွားတယ်ပေါ့ပြီးတော့သူတို့အတွက်ကမျိုးနွယ်စုဘဝမှာနေတယ်ဆိုရင်ပို့ပြီးအဆင်ပြေတယ်လို့ပြောပါတယ်သူတို့ကအဲ့လိုမျိုးပေါ့ဒီတာယန်တလိမ့်ဆန်ကြီးအရန်ပေါ်တယ်ပေါ့ဥမာပြဆိုဒီ great plain လို့ခေါ်တဲ့လွင်မြေဒေသမှာနေတဲ့လူတွေဆိုပင်မမှန်စိုက်ဆရာမလို့မလို့ပါဘူးဘာလို့လဲဆိုတော့ဒီ bison လို့ခေါ်တဲ့ကြွဲတွေကိုလိုက်ပြီးစားတောက်ယုံနေတဲ့ကိုဒီကြွဲတွေရှိသမျှကာလာဘတ်လုံးသူတို့လည်းအစားတောက်ရအစားတောက်ပူစရာမလိုဘူးပေါ့နော်ဒါကြောင့်မို့လို့သူတို့ စိုက်ပျိုးရေးတာမှာသူတို့ကောင်းကောင်းမလုပ်ကြပါဘူးဒီလူဒီတလိဆန်နေနောက်ကိုပဲလိုက်ပြီးတော့မှအဲသူတို့သွားတယ်ဘောနော်သူတို့ဟိုလူသားတွေရဲ့ယဉ်ကျေးမှုမှာဆိုအခက်ခဲတွေနဲ့တွေ့ကြုံရတဲ့ယဉ်ကျေးမှုတွေပို့ပြီးတော့မှအဆင့်အတန်းမြင့်လေးရှိပါတယ်ဒီ Native American တွေဘဝတော့စလာကြတဲ့သူတို့ဒီအစားအသောက် တကုံလုံးစိုက်เสียရအောင်မလို့ဒီတားကောင်တွေရှိလို့ပေါ့เนาะဒါကြောင့်မလို့ဒီတချို့မျိုးနွယ်စုတွေပေါ့ဒီ red indian မျိုးနွယ်စုတွေဆိုတာလည်းအများကြီးရှိပါတယ်ဒီမျိုးစုမျိုးနွယ်စုတွေထဲမှာတချို့ကစိုက်ပျိုးရေးလောက်ကြတယ်ပေါ့เนาะဒါပေမဲ့ဒီစူးလို့ခေါ်တဲ့မျိုးနွယ်စုတို့ကမန်းချီလို့ခေါ်တဲ့မျိုးနွယ်စုတွေဆိုစိုက်ပျိုးရေးကိုမလုပ်တော့ဘူးသူတို့မုတ်ဆိုးဘဝကိုပဲပြန်ပြီးတော့မှသွားကြတာတွေရှိပါတယ်ဒါတွေကသူတို့အလို့တော့မဟုတ်ဘူးပေါ့เนาะသူတို့ရဲ့နေတဲ့နေရာဒီရောက်အမေရိကတိုက်မှာကြတော့ဒီမြို့ပြစနစ်က သူတို့အတွက်အဆင်မပြေဘူးမျိုးနွယ်စုအသေးစားလေးပုံစံမျိုးနဲ့နေတာပဲအဆင်ပြေတာပေါ့အဆင်ပြေတဲ့အတွက်ကြောင့်မလို့ဒါသူတို့အတွက်ကတော့ဒါအဲ့ဒီအချိန်အဲ့ဒီကာလမှာသူတို့လိုမျိုးဟိုမျိုးကြီးပြိုင်နေမနေပဲနဲ့မျိုးနွယ်စုပုံစံနဲ့နေတာဆိုတာ smart ဖြစ်တဲ့ရွေးချယ်ရွေးချယ်မှုပါအဲ့လိုဒါကြောင့်မလို့သူတို့ဒီဘဝမှာပဲနေခဲ့ကြတာပေါ့နော်ဒါပေမဲ့အမေရိကတိုက်ဒီ Mrs. B ရင်ချင်းမှုမှာလှိဝဲချက်တွေကသူအများကြီးရှိပါတယ် ဒီကျွန်တော်ခုနပြောခဲ့တဲ့မြို့တွေအပြင်ဒီတဲကန်နာရမဆောက်တဲ့ကြောက်ကဘာကြီးပေါ်မှာသူဒီကြောက်ကဘာကြီးကိုထွင်းပြီးစောက်ထားတယ်ပေါ့နော်တိုက်လူမျိုးပုံစံဖြစ်နေရဲ့မေဆာဘာဒေးလို့ခေါ်တဲ့နေရာတွေပါတယ်ရှိပါတယ်ဒီအကြောင်းတွေကိုကျွန်တော်နောက်ကြရင်ထပ်ပြီးတော့မှပြောပြပါမယ်ချိန်ပြီးပြီးတော့မှအာနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်